အခုလေ့လာမဲ့သင်ခန်းစာကတော့ကွက်ကွန်ရဲ့စနိုးခြင်းတွေမှာဆွေချင်းလိုင်းဘူလန်းချောင်းတွေနဲ့ LU ဘူလန်းချောင်းတွေအကုန်လေ့လာပြီးသွားတဲ့အခါမှာစနိုးခြင်းမှာမရှိမဖြစ်ရေရကြီးလိုအပ်တဲ့ကွက်ကွန်ရဲ့ကလော်ပိုင်းလှုပ်လှုပ်ပုံကိုလေ့လာချင်းခဲ့ကြမှာဖြစ်ပါတယ် MDK ရဲ့ကလော်ပိုင်းလှုပ်လှုပ်ပုံနဲ့ကွက်ကွန်ရဲ့ကလော်ပိုင်းလှုပ်လှုပ်ပုံကတော့မတူပါဘူး MDK မှာက IFRC မှာတဆင့်ခရစ်စတန်နဲ့ချိန်ပြီးတော့ကလော်ပိုင်းကိုတောင်းယူပြီးပြပို့ပြီးတော့အလုပ်လုပ်ပေးခဲ့ပြီးမြတ် အခုကကွန်မှာဘယ်လိုဘယ်ပုံအလုပ်လုပ်တယ်ဆိုတာကိုလေ့လာကြည့်ကြရအောင်ကကွန်မှာပြပလို့ခေါ်တဲ့ဘက်ထရီရဲ့အပေါင်းကနေပြီးတော့ပေးပို့လိုက်တဲ့3.7 to 4.2ပို့ပါဝါအစီကိုရောက်ခဲ့လို့ရှိရင်ပါဝါအစီကနေပြီးတော့တက်ဆိုင်ရာလမ်းကြောင်းတစ်ခုနဲ့ပါဝါဂီစီကိုပို့ပေးထားမယ်အဲ့ဒီအခြေအနေတွေကို hype level လို့ခေါ်ပါတယ်အဲ့တော့ ပါဝါကီးမှာဘိုးရောက်နေတဲ့ပင်ကသူကပါဝါကီးကိုနှိမ့်လိုက်တဲ့အခါမှာဘိုးရောက်နေတဲ့ပင်နဲ့ ground ပင်နဲ့ပူးသွားပြီးတော့0ဘိုးလို့ခေါ်တဲ့ high level အခြေအနေကနေပြီးတော့ low level အခြေအနေကိုပြောင်းလဲသွားပါမယ်။အဲဒီကမှာ PB enable ဆိုတဲ့လမ်းကြောင်းနဲ့ power ICC ကိုပြန်ပြီးတော့ပြီးပို့ပါတယ်။ဒီခါမှာ power ICC ကနေပြီးတော့ clock ဘိုင်းအတွက်ဘလို့အလွတ်လုပ်လဲဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်တဲ့အခါ MDK မှာကအဲ့ဒီအခြေအနေမှာ power key နှိမ့်လိုက်လို့ low level အဖြစ်ပြောင်းသွားပြီးတော့ ပါဝါ CC ကို PPN နေပဲဆိုတော့လမ်းကြောင်းပြောက်တာနဲ့ MDK မကလော်ပိုင်းမှာကစလုလုတာပါဝါ CC ရလုတယ်။ပါဝါ CC ကနေပြီးတော့ CPU C ကို System Reset B ဆိုတော့လမ်းကြောင်းလမ်းပို့တယ်။ CPU ကပါဝါ CC အဲ့ဒီသတင်းပေးပို့မှုရောက်တာနဲ့ IFICC ကို Serial Clock Enable ဆိုတော့လမ်းကြောင်းနဲ့လမ်းပြီးတော့ခုံလိုင်းကိုတောင်းခိုင်းလိုက်တယ်။ဒီကမှာ IFICC 1.8ဘို့နဲ့ VDCH 2.8ဘို့ပေးပို့မှုရရှိထားပြီဆိုရင် ခရစ်စတန်နဲ့ချိန်ပြီးတော့ဆန်နိုဘိုအတွက်လိုအပ်တဲ့26 MHz ကို တောင်းလိုက်ပါတယ်။အာခရစ်စတန်ကနေ IFRC ကို26 MHz clock line ပြန်ပေးလိုက်တဲ့အခါ AFGC ကသူ့စီကိုရောက်လာတဲ့26 MHz clock line ကို CPUC ကို clock 1 BB လမ်းကြောင်းနဲ့ပြပို့ပြီး power IC ကိုတော့ clock 4 audio PMU ဆိုတဲ့လမ်းကြောင်းနဲ့ပြပို့ခြင်းဖြင့် MDK ရဲ့ clock ဘိုင်းအလုပ်တယ်ဆိုတာကိုတို့အရှိရ MDK clock ဆိုတဲ့သင်ခန်းစာမှာလေ့လာခဲ့ပြီးပါပြီ။အဲ့တော့ ဒီမှာကွက်ကွန်မာကြတော့တို့ကပါဝါစီစီကို PPN နေပဲဆိုတော့လမ်းကြောင်းနဲ့စင်ကနေပြန်ရောက်လာတဲ့အခါမှာအဆအလုလုတာက CPU ကစပြီးတော့အလုလုသွားပါတယ် CPU ကနေပြီးတော့ power IC ကို MSM power supply hole ဆိုတဲ့လမ်းကြောင်းတစ်ခု power IC ကိုလှမ်းပေးရပါတယ်ဒါဆိုရင်တို့သိရှိထားဖို့နားလည်ထားဖို့လိုအပ်တဲ့တစ်ခုက MSM power supply hole ဆိုတာဘာအတွက်ပေးတာလဲဘာလို့လုပ်ပေးလဲဆိုတာကိုနားလည်ထားဖို့လိုအပ်လာတယ် အမတ်စံပါဝါဆပ်ပလိုင်းကိုဆိုတဲ့သဘောတရားဒီတို့ကပါဝါကီးကိုနှိပ်ထားတဲ့အခါမှာ ground ပင်နဲ့ဘုတ်ပင်နဲ့ပူးနေလို့0ဘုတ်လို့ခေါ်တဲ့ low level အဖြစ်ရှိနေတဲ့အတွက်ပါဝါ RCC ကို power on signal ထုတ်ပေးဖို့အတွက်ခိုင်းစင်မှုရရှိနေလို့ power RC ကဘုတ်တွေကို output ဘုတ်တွေကိုထုတ်ပေးနေမှာဖြစ်တယ်။အဲ့တော့တို့က power key ကိုအမြဲတမ်းနှိပ်ထားမှာမဟုတ်ဘူး။နှိပ်ပြီးရင်ပြန်လွှတ်လိုက်တဲ့အခါမှာဘုတ်ပင်က ground ပင်နဲ့ပြန်ကွာသွားတဲ့အတွက် high level ပြန်ပြောင်းသွားရင် power RC က လိုးလဘဖြစ်ဆက်လက်တရှိနေမှသာလျှင်မို့တွေကိုထုတ်ပွေးဖို့လိုအပ်ပါတယ်အဲ့ဒီတော့တို့ကအခုပါဝါကီးကိုနှိပ်လိုက်တဲ့အခါမှာပါဝါစီရခုနတုန်းကပါဝါကီးနှိပ်ထားတဲ့ဖြစ်ရအတိုင်းလိုးလဘဖြစ်ဆက်လက်တရှိနေဖို့အတွက်က MDK chip set တွေမှာသုံးပြထားတဲ့ပါဝါစီတွေဒီသူ့ရဲ့ internal regulator တွေမှာပါဝါကီးကိုလွတ်လပ်သည့်တိုင်အောင် လို့လည်းပဲဖြစ်ဆက်လက်သိရှိနေဖို့အတွက်ထည့်သွင်းတိစောက်ထားတဲ့အတွက်ယခုကွက်ကွန်လိုအဲ့ဒီ MSN Power Supply Hole လမ်းကြောင်းကို CPU ကနေပြီးတော့လှမ်းပြီးပြဖို့စရာမလိုပါဘူး။ကွက်ကွန်တွေရဲ့ Power IC တွေမှာတော့ Power Key ကိုနှိပ်လိုက်တဲ့အခါမှာလို့လည်းပဲဖြစ်ဆက်လက်သိရှိနေစေဖို့အတွက် Power IC ထဲမှာ Internal Regulator ဘိုင်းတွေထည့်သွင်းတိစောက်ထားခြင်းမရှိတဲ့အတွက်တို့က Power Key ကိုလွှတ်လိုက်တဲ့အခါ လို့လည်းပဲဖြစ်ဆက်လက်သိရှိနေစီဖို့ CPU ကနေ Power IC ကို MSM Power Supply Host ဆိုတဲ့ signal တစ်ခုလှမ်းပို့ရပါတယ်။ဒါဆိုရင်တို့က Power Key ကိုနှိပ်လိုက်မယ်လို့လည်းအဖြစ်ကြဆင်းသွားမယ် PPN နေပဲဆိုပြီး Power IC ကိုရောက်မယ်။အဲ့ဒီအခါမှာ Power Key ကိုပြန်လွတ်လိုက်ရင်လို့လည်းပဲဖြစ်ဆက်လက်သိရှိနေစီဖို့ CPU က MSM Power Supply Host ဆိုတဲ့ signal လှမ်းပို့တယ်လို့နားလည်သဘောပေါက်ထားရပါမယ်။အဲ့ဒီ signal ပေးပို့ထားပြီးပေးပို့မှု Power IC ကိုရောက်ပြီဆိုရင် တို့ပါဝါကီကိုလွှတ်လိုက်လဲပါဝါစီကလူလက်ပဲဖြစ်ဆက်လက်သိရှိနေပြတယ်ဒီအခါမှာပါဝါစီက CPUC ကို MSN result in negative ဆိုပြီးတော့ signal တစ်ခုလမ်းပို့လိုက်ပါတယ် CPU ဟာပါဝါစီကနေပေးပို့လိုက်တဲ့အဲ့ဒီ MSN result in negative ဆိုတဲ့ signal ပေးပို့မှုရောက်ရင် CPU ကနေပြီးတော့ EMCC ကို MSN result out negative ဆိုတဲ့ signal တစ်ခုထပ်ပြီးတော့လမ်းပို့ပေးလိုက်ပါတယ် CPU နဲ့ EMC နဲ့အဲ့ဒီချိတ်ဆက်မှုတွေ ချိတ်ဆက်မှုအပိုင်းတွေလွတ်ဆောင်ပြီးွားပြီဆိုတာနဲ့ပါဝါရစီကနေ CPU လွတ်လွတ်ဖို့လိုအပ်တဲ့ဘိုးတွေ EMC လွတ်လွတ်ဖို့လိုအပ်တဲ့ဘိုးတွေကိုတို့အရှိရတင်ခဲ့တဲ့ဘိုးဝေးလမ်းကြောင်းတွေနဲ့စတင်ပြီးတော့ဘိုးတွေထုတ်ပေးပါမယ်အဲ့တော့တို့ကဒါကကွက်ကွန်ဖုန်းတွေမှာပါဝါ IC ကနေပြီးတော့ပါဝါကီးကိုလွတ်လိုက်တိုင်အောင်လိုးလေဗယ်ဖြစ်ဆက်လက်သိရှိနေစေဖို့ဘယ်အပိုင်းတွေကအလွတ်လုသွားတယ်ဆိုတာကိုလေ့လာသွားတာအဲ့တော့ယခုသင်ခန်းစာနဲ့ပတ်သက်တဲ့ ကွန်ကွန်ရဲ့ clock ဘိုင်းလွတ်လွတ်ပုံကိုဆက်လက်လေ့လာကြည့်ကြရအောင် CPU ကနေပြီးတော့ power IC ကို MSM CXO enable ဆိုတဲ့လမ်းကြောင်းနဲ့လမ်းပြီးတော့ clock ကိုထုတ်ပေးဖို့အမိန့်လမ်းပြီးတော့ပေးလိုက်ပါတယ်အဲ့တော့ MSM CXO enable ဆိုတဲ့လမ်းကြောင်းဒီ CPU က power IC ကို clock line ကိုထုတ်ဖို့ clock line ကိုတနည်းအားဖြင့် crystal နဲ့ချိန်ပြီးတော့လမ်းယူဖို့ခိုင်းလိုက်တဲ့လမ်းကြောင်းပါ CPU ရဲ့ ပါဝါစီစီကိုအဲ့ဒီအမေပေးဒီခိုင်းမှုရောက်ရှိပြီဆိုရင်ပါဝါစီကနေပြီးတော့ HDL လို့ခေါ်တဲ့ Crystal ကနေတဆင့်ပကွန်ရဲ့စနိုးချင်းအတွက်လိုအပ်တဲ့ Master Clock လို့ခေါ်တဲ့19 MHz ကိုလှမ်းပြီးတော့တောင်းပါတော့မယ်ဒီအခါမှာ HDL လို့ခေါ်တဲ့ Crystal လေးအလုံးလို့ဖို့အတွက်လိုအပ်တဲ့ supply voltage အနေနဲ့ကွက်ကွန်ရဲ့ main voltage 1.8 volt လမ်းကြောင်းဖြစ်တဲ့ VIE acid ကို resistor တစ်လုံးကိုဖြတ်ပြီးတော့မှ HDI ကိုခေါ်တဲ့ Crystal ရဲ့ pin တပင်ကို supply voltage အနေနဲ့ပေးသွင်းထားပါတယ်။အဲ့ဒီ BIG ရဲ့ asset 1.8 volt Crystal CO မရောက်ရင် Crystal ကအလုံးမလုံးနိုင်တဲ့အတွက် clock line မထွက်လို့သူကဖုံးဝဆက်နိုးနိုင်မှာမဟုတ်ပါဘူး။ Master clock ပြောင်းနေတာဖြစ်တဲ့အတွက်ဆက်ပြီးနိုးချင်ချင်ဖြစ်နေမယ်။နိုးချင်တယ်လို့လို့ဖြစ်နေလိမ့်မယ်။ Slick clock ပြောင်းပြီဆိုရင်တော့ lower power key ကိုနှက်လိုက်တဲ့အခါမှာဆက်ကဆိုင်ငင်ဆက်ငင်နဲ့ supply လက်တံမှာပြနေမှာဖြစ်တယ်။ဒါကြောင့်မလို့တို့ဒီ ကလော့လိုင်းဖြစ်တဲ့ master clock တွေ secret clock တွေပြတ်ရင်တော့မှဆိုင်းပြနိုင်တာဖြစ်တဲ့အတွက် low power နဲ့လာတဲ့အခါ supply chain power key နှိပ်တဲ့အခါမှာ am swell တွတ်တွတ်မလုပ်တဲ့အခြေအနေမှာဆိုရင်တို့ကကလော့ပိုင်းတွေကိုထည့်စင်းစားစရာမလိုပါဘူးအဲ့တော့ဒီအခါမှာဆိုရင်တော့တို့က crystal c ကို supply voltage ရာကြီး GS 1.4ရောက်နေမယ်ပြီးရင် crystal ရဲ့အပူချိန်ကို control လုပ်ပေးဖို့အတွက် power ဆီကနေပြီးတော့ pm 8 code thumb ဆိုတဲ့ လမ်းကြောင်းတဲ့လမ်းပြီးတော့ထောက်လန်းထားပါတယ်ခရစ်စတန်လေးရဲ့အပူချိန်မြင့်တက်လာပြီဆိုရင်အဲ့ဒီလမ်းကြောင်းနဲ့ချိတ်ဆက်ထားတဲ့အတွက်ပါဝါ RC ကနေပြီးတော့ဖုန်းကိုရှက်တောင်းပြန်ချမှာဖြစ်ပါတယ်ဝီယာယီဂျီအက်ဆစ်ဆပိုင်းဘုတ်တွေလည်းရောက်မယ် PMX အိုတမ်လမ်းကြောင်းနဲ့ခရစ်စတန်ရဲ့အပူချိန်ကို ထောက်လန်းလာလဲသတ်မှတ်ထားတဲ့အပူချိန်တွင်းမှာပဲရှိနေတယ်ဆိုရင်တော့ပါဝါ RC ကကလော့လိုင်းတောင်းလိုက်တဲ့ H10 19 Bakayak M Soda လမ်းကြောင်းက ခရစ်စတန်စီကိုရောက်ပြီဆိုရင်ခရစ်စတယ်က HD 90 MHz up ဆိုတဲ့လမ်းကြောင်းနဲ့ဆန်နိုဘူအတွက်လိုအပ်တဲ့ Master Clock ဖြစ်တဲ့90 MHz ကို Power ACC ကိုပေးပို့လိုက်မှာဖြစ်ပါတယ်။ Power ACC ဟာသူ့စီကိုရောက်လာတဲ့ခရစ်စတယ်ကနေပေးပို့လိုက်တဲ့ Master Clock 90 MHz ရောက်ရှိပြီဆိုရင် CPU C ကို MSM CXO ဆိုတဲ့လမ်းကြောင်းနဲ့90 MHz ကို Resistor တစ်လုံးကိုဖြတ်ပြီးတော့ပေးပို့လိုက်ပါတယ်။ ဒီအခါမှာဒုကစက်ကိုမသုံးဘက်ချထားပြီးတော့သုံးကျင်လို့ပြန်ဖွင့်တဲ့အခါမှာ operation session အစကနေပြန်ပြီးတော့ ranging မရှိအောင်လို့လုံးလုံးပေးမဲ့ပြီးတော့ day and time တွေ wifi တွေ bluetooth တွေ sync တွေ sc card တွေအကုန်လုံးလုံးဖို့လိုအပ်တဲ့ sleep clock လို့ခေါ်တဲ့32 kHz ကိုထုတ်ပေးဖို့ကြတော့ဘယ်လိုလုပ်လို့လဲဆိုတော့ပြန်ပြီးတော့လေ့လာကြည့်ကြရအောင် အဲ့တော့ HDL လို့ခေါ်တဲ့ Crusher 90 MHz ကို Power CPU ပေးလိုက်ရင် Power CPU က CPU C ကို MSMC 8 O ဆိုတာလမ်းကြောင်းနဲ့90 MHz ကိုဆန်လို့ဖို့အတွက်လိုအပ်တဲ့ Master Clock ဖြစ်ပြပို့လိုက်တယ်။ပြီးရင် Power CPU ကသူ့စီကိုရောက်လာတဲ့90 MHz ကိုသူ့ထဲမှာရှိတဲ့ Regulator လေးနဲ့ပဲ Divider လုပ်ပစ်လိုက်ပြီးတော့90 MHz ကို32 kWh ဖြစ်ပြန်ပြောင်းပြီးတော့မှ Sleek Clock ဆိုပြီးတော့ Resistor တစ်လုံးဖြတ်ပြီးတော့ CPU C ကိုပဲပြန်ပြေးပေးပါတယ်။ဒါကြောင့်တို့ကကွန်ကွန်ဖုန်းတွေမှာ စလီမုတ်နေအရာနဲ့လာခဲ့လို့ရှိရင် wifi တွေ bluetooth တွေစင်ဆာတွေဒီကောင်တွေအကုန်စစ်ကြည့်မယ်အဲကောင်တွေကုန်ကောင်းနေရဆိုရင်တချို့တလေက power IC လဲလိုက်ုံနဲ့ကောင်းသွားတယ်တချို့ကြတော့ CPU လဲလက်မှာကောင်းတာတွေရှိပါတယ်ဒါကြောင့် slim mode ဖြစ်နေလို့ဘယ်ဟာတွေစစ်ကမလဲလို့မေးလာတဲ့အခါမှာသူပြောရတာဘယ် IC ဘယ်နေရာလို့တိုက်ရိုက်တန်းပြောလို့မရပါဘူးအဲ့တော့ error တခုဖြစ်လာလို့ရှိရင်တက်ဆိုင်ရာလမ်းကြောင်းဟာဘလို့အလုပ်လုပ်တယ်ဘယ် IC တွေကိုဘာအတွက်ပေးသွင်းထားတယ် ိုတာကိုနားလည်ထားလက်မှသာလည်းရင်မိမိစီရောက်လာတဲ့ error ကိုမိမိကိုယ်တိုင်ရှာဖွေပြီးတော့ပြုပြင်နိုင်မှာဖြစ်ပါတယ်။အဲ့တော့အစစ်မြေကွန်ပျူတာသေးသားလို့ဖြစ်ဖြစ်နေတဲ့ဖုံးစားပစ်ကိုပြုပြင်နေတဲ့စားပစ်သမားတွေဖြစ်တဲ့အတွက်ဒါဖြစ်ဒါလို့ဆိုတဲ့ပုံစံမျိုးနဲ့တော့လုံနေလို့တော့မရဘူး။မှတ်တင်တာတွေကိုမှတ်ကမယ်၊လေ့လာထားတဲ့နာတွေကိုလေ့လာရမယ်၊မိမိကိုယ်ကိုအမြဲတမ်း upgrade ဖြစ်နေအောင်လို့အသည့်အစားနေမှတ်သမားကိုရှာဖွေနေရမယ်။လေလာနေသားမှသာလည်းရင် ဒီပညာအသည့်အသည့်တွေရဲ့စိန်ခေါ်မှုတွေကို ကိုကိုတိုင်းဖြည့်ရှင်းနိုင်မှာဖြစ်ပါတယ်။ဒါတော့ဒီကနေ့သင်ခန်းစာဖြစ်တဲ့ Qualcomm Clock ဆိုတဲ့သင်ခန်းစာကိုပြန်ပြီးတော့လေ့လာကြည့်ရင် MDK မှာ Power Key ကိုလလတိတိုင်အောင် low level ဖြစ်ဆက်လက်သိရှိနေစဖို့အတွက်က MDK CPU ချစ်ဆက်ကိုသုံးထားတဲ့ MDK ဖုန်းတွေရဲ့ Power Series မှာရှိတဲ့ Internal Regulator ဘိုင်းတွေက Power Key low level တိုင်အောင် low level ဖြစ်ဆက်လက်သိရှိနေစဖို့လွတ်ဆောင်ပေးနိုင်ပေမဲ့ ော်ကွန်ဖုန်းတွေရဲ့ power IC ကတော့အဲ့ဒီ internal regulator ထည့်ထားတဲ့ function တုံထားခြင်းမရှိတဲ့အတွက် power key ကိုလွတ်လိုက်ရင် low level ဖြစ်ဆက်လက်သိရှိနေစေဖို့ CPU ကနေ power IC ကို MSM power supply hole ဆိုတဲ့ signal တစ်ခုလှမ်းပို့ရပါတယ်။ဒါဆိုရင် MSM power supply hole ဆိုတဲ့ signal ဒီဘတ်အတွက်ပေးရလဲဆိုရင် power IC က power key လွတ်လိုက်တဲ့အချိန်အောင် low level အဖြစ်ဆက်လက်သိရှိနေစေဖို့ပြပို့ရထားရတယ်လို့နားလည်ပေးထားရပါမယ်။ ်စီဗီကနေပါဝါစီစီကိုအဲ့ဒီစကနယ်ပေးဖို့မှုရရှိပြီဆိုရင်ပါဝါစီက CPUC ကို MS and Razak in and so that စကနယ်လမ်းပို့လိုက်ပါတယ် CPU ကမှတဆင့် EMCC ကို MS and Resus of negative ဆိုတဲ့ signal ထပ်ပြီးတော့ပြပို့လိုက်ပါတယ်။ CPU နဲ့ EMC တွေအဲ့လိုချိတ်ဆက်လုံဆောင်မှုအပိုင်းပြီးတဲ့အခါ power IC က CPU အတွက်လိုအပ်တဲ့ပို့ပေးလမ်းကြောင်းတွေနဲ့ EMC လုံးလို့ပို့လိုအပ်တဲ့ပို့လမ်းကြောင်းတွေကိုထုတ်ပေးလိုက်ပါတယ်။ ဘယ်ဘူလန်ကျောင်းလေးနဲ့ဘလောက်ဖို့တွေဘယ်ပန်းတွေကိုပေးသွင်းတယ်ဆိုတာကတို့အရှိမလေ့လာထားခဲ့ပြီးရဲ့သင်ခန်းစာတွေမှာပြန်ပြီးတော့လေ့လာပေးပါအဲဒီတော့တို့ကကွာကွန်ဘုံတွေမှာလိုလေဗယ်ပြည့်ဆက်လက်သိရှိနေဖို့ဘလို့လုံဆောင်တယ်ဆိုတော့အလုံးလုံဆောင်မှုအပိုင်းကို လေ့လာပြီးတဲ့အခါယနေ့သင်ခန်းစာဖြစ်တဲ့ကွာကွန်ကလော့ကိုပြန်ပြီးလေ့လာရင် CPU က Power IC ကိုကလော့ကိုထုတ်ပေးဖို့အတွက်လမ်းခိုင်းတဲ့ MSN CXO enable ဆိုတဲ့ signal တစ်ခုလမ်းပို့လိုက်တယ် စီပူရဲ့ခိုင်းတင်မှုရရှိတာနဲ့ပါဝါစီကခရစ်စတယ်လို့ခေါ်တဲ့ HTL ဆိုတဲ့ခရစ်စတယ်လေးကနေပြီးတော့မာစတာကရော့ဖြစ်တဲ့19မဂါကိုလန်းတောင်းပါမယ်။ဒါပေမဲ့တခုတတိထားမှာကခရစ်စတယ်လေးလွတ်လွတ်ဖို့အတွက် supply voltage အနေနဲ့ BIAG acid 1.0ပို့လန်းချောင်းပေးသွင်းထားမှုရှိမရှိကိုအရင်စစ်ကြပါမယ်။ခရစ်စတယ်လည်းကောင်းမယ်။အဲ့ဒီ supply voltage လည်းရောင်းနေပြီဆိုရင်ခရစ်စတယ်ကပါဝါစီကတောင်းလိုက်တဲ့မာစတာကရော့19မဂါကိုပေးပို့လိုက်မယ်။ ပါဝါစီယာသူစီရောက်လာတဲ့ Master Clock ကို CPUC ကို MS and CXO ဆိုတဲ့လက်ကြောင်းတဲ့နှံပို့လိုက်ပါတယ်ပြီးရင်တော့တို့ရဲ့ Wi-Fi တွေ Bluetooth တွေစင်းတွေ SC card တွေ Date and Time တွေအကုန်လုံးအလွတ်လုံးနိုင်ဖို့အတွက်လိုအပ်တဲ့ Sleek Clock ဆိုတဲ့ Clock Line တစ်လိုင်းကိုတော့ပါဝါစီယာသူစီရောက်လာတဲ့19 MHz ကိုသူ့ထဲမှာရှိတဲ့ Regulator တွေနဲ့အပိုင်းတွေနဲ့ Divider လုပ်ပြီးပြီးတော့32 kHz ဖြစ်ပြောင်းပြီးတော့မှ CPUC ကိုပဲပြို့ထားပါတယ် ဒါကကောက်ကွန်ကလော့လို့လို့ပုံကိုလေ့လာသွားတာပါအဲ့တော့အဲ့ဒီလို့လို့ပုံကိုဒိုကဘလော့ပုံနဲ့လေ့လာပြီးတဲ့အခါဒိုင်ယာဂရမ်နဲ့ချင်းကလေ့လာကြည့်ကြရအောင်အယူနစ်3.1 PM A10 ကိုတို့ကပါဝါကီးကိုနှိပ်လိုက်တဲ့အခါမှာ CPU ကနေပြီးတော့ ပါဝါစီ PM810 ကိုလိုးလဘအဖြစ်ဆက်လက်သိရှိနေပါစေဖို့အတွက်လမ်းပို့လိုက်တဲ့ signal လေးက MSM Power Supply Hole ဆိုတဲ့ signal တစ်ခုကိုပါဝါစီ PM810 ရဲ့ pin number 84ကိုလမ်းပို့ထားပါတယ်။အဲ CPU C ကနေအဲ့ဒီပြပမှု ရောက်တာနဲ့ပါဝါစီက CPU C ကို MSM reset in negative ဆိုတဲ့လမ်းကြောင်းနဲ့သူ့ရဲ့ pin number 62ကနေ CPU ကိုလမ်းပို့လိုက်ပါတယ်။ CPU ရဲ့ pin number ဘလောက်ကိုပြပို့ထားလဲဆိုရင် Y40 ကိုပြပို့ထားပါတယ်။ အဲ့တော့ CPU က power IC ကအဲ့ဒီပြပလိုက်တဲ့ signal ရောက်ပြီဆိုရင်သူ့ရဲ့ pin number AB40 နေပြီးတော့ MS and result out negative ဆိုတဲ့လမ်းကြောင်းနဲ့ EMCC ကိုထပ်ပြီးတော့ပြပလိုက်ပါတယ် EMC ဖြစ်တဲ့ U1500 ရဲ့ pin number C1 ကို CPU ကနေပြီးတော့လမ်းပြီးပြပလိုက်ပါတယ်အဲ့ဒီလိုမျိုး CPU နဲ့ EMC နဲ့ချိတ်ဆက်ပြီးတဲ့အခါမှာတော့ ပါဝါစီက CPU နဲ့ EMC တွေလှုပ်လှုပ်ဖို့လိုအပ်တဲ့ boot လမ်းကြောင်းတွေကိုစတင်ပြီးတော့ထုတ်ပေးလိုက်ပါပြီ။ပြီးရင် clock ဘိုင်းလှုပ်လှုပ်ဖို့အတွက် CPU ကပါဝါ IC ကို clock ခုန်တိုင်းထုတ်ပေးဖို့အတွက်လှမ်းတောင်းတဲ့လမ်းကြောင်းလေးကတော့ MSN 6O Anibe ဆိုတဲ့လမ်းကြောင်းနဲ့ပါဝါ IC ရဲ့ pin number 46ဒု စီဘီကနေပြီးတော့ခုံလိုင်းထုတ်ပေးဖို့အတွက်အမေပေးတဲ့လမ်းကြောင်းအနေနဲ့လမ်းပြတန်းပို့ထားပါတယ်စီဘီယူစီကအဲ့ဒီအမေပေးမှုရောက်ရှိပြီဆိုရင်ဘာဝါအစီကနေပြီးတော့ HDL လို့ခေါ်တဲ့ Crystal နဲ့ချိတ်ဆက်ပြီးတော့မှ MS HDL 19 MHz အင်းဆိုပြီးတော့လမ်းတောင်းမယ် Crystal ကနေပြီးတော့19 MHz ဆိုပြီးတော့ပြန်ပို့လိုက်တဲ့အခါမှာပါဝင်စီကသူ့စီကိုရောက်လာတဲ့မာဇလာကလော့ပြတဲ့19 MHz ကို သူ့ရဲ့ပင်နံပါတ်20ရနေပြီးတော့ R1139 ကိုဖြတ်ပြီးတော့မှ MSN CHO ဆိုပြီးတော့ CBOC ကိုလမ်းပို့လိုက်ပါမယ်တပ်ဖန်စင်းတွေ SD card တွေ Wi-Fi တွေ Bluetooth တွေ DM time တွေနဲ့ operation ကိုရက်ထားပြီးတော့ပြန်သုံးဖို့ဖွင့်လိုက်တဲ့အခါမှာအစားကနေပြန် run မှုမရှိအောင်လို့အလွတ်လွတ်ပေးမယ် sleep clock လို့ခေါ်တဲ့32 kHz ကိုပြောင်းဖို့အတွက်က ပါဝါစီယာသူတဲမှာရှိတဲ့ internal regulator တွေနဲ့ master clock 90 MHz ကို32 kHz ဖြစ်ပြောင်းပြီးတော့မှ sleep clock ဆိုပြီးတော့ CPU C ကိုလက်ပို့မှာဖြစ်ပါတယ် sleep clock ကဒီဘက်မှာလာအဲ့တော့ CPU C ကို sleep clock ဆိုပြီးတော့ပါဝါစီယာလက်ပို့မှာကသူ့ရဲ့ပင်နံပါတ်54ရနေပြီးတော့ R211 ဆိုတဲ့ resistor ကိုဖြတ်ပြီးတော့မှပြပို့ထားပါတယ်အဲ့တော့သူက sleep clock CPU ကိုပြပို့တဲ့လမ်းကြောင်းမှာလဲ ဗစ်စတာတလုံးကို ဖြတ်ပြီးတော့မှပို့တယ်မာစတာကလော့19မကာယောက်ကိုပို့ပို့တဲ့လမ်းကြောင်းမှာလည်းဗစ်စတာတလုံးကိုဖြတ်ပြီးပို့တဲ့အတွက်စလီမုတ်အာနဲ့ဖြစ်လာခဲ့ရင် Wi-Fi နဲ့ Bluetooth တွေပဲမဲနေလို့မရပါဘူးပါဝါစီရ CPU စီကိုထုတ်ပေးတဲ့အဲ့ဒီမာစတာကလော့ဒီစလီကော့ဒီဖြတ်သုံးထားတဲ့လမ်းကြောင်းကရက်စတာလေးတွေအုံတံမိုးပြောင်းတာပျက်စီးတာပြုတ်ထွက်နေတာဖြစ်နေခဲ့လို့ရှိရင်လေစလီကော့လမ်းကြောင်းကရက်စတာဖြစ်ရင်စလီကော့ဖြစ်မယ်မာစတာလမ်းကြောင်းက မစတာကတော့လမ်းကြောင်းကဗစ်စတာပြက်နေတာပြုတ်နေတာအုံတမှုရော့နေတာပြောင်းသွားတာဖြစ်ခဲ့လို့ရှိရင်လည်းဆက်နိုးနိုင်မှာမဟုတ်ပါဘူး။အဲဒါသတိထားစစ်ကမဲ့အထက်မှာ R 230နဲ့ R 211ဆိုတဲ့ resistor လေးတွေလည်းပါပါတယ်။အဲတော့ဒီကနေ့သင်ခန်းစာက Qualcomm clock ဖြစ်ပါလေ။အဲ Qualcomm clock ကိုလေ့လာပြီးတဲ့အခါတို့ဒီဘူဘေးလမ်းကြောင်းတွေနဲ့ clock ဘိုင်းတွေပြီးွားတဲ့အတွက်အဲ့ဒီဘူလမ်းကြောင်းတွေကိုသနိုးဖို့အတွက်အစလိုက်ဘယ်လိုထွက်ရှိတယ်ဆိုလဲပေါပေါအောင် sequence ကို နောက်ထပ်သင်ခန်းစာမှာလေ့လာပြီးရကွက်ကွန်ရဲ့စနိုးချင်းပြီးဆုံးပါပြီဒီခုသင်ခန်းစာနဲ့ပတ်သက်ပြီးနားမဲတာမရှင်းတာရှိခဲ့လို့ရှိရင်ယခုပို့စီရဲ့ကွန်မန့်မှာရေးပြီးတော့မေးသားမေးမြန်းနိုင်ပါတယ်